ရေဦးနဲ့ရင်ကြံမြို့နယ်တို့တွင် ကင်းလှည့်ရာထွက်လာသောစစ်ကြောင်းနှင့်ပြူစောရီစကားများကိုတော်လိုင်းတပ်များကတိုက်ခိုက်ကြောင်းသိရပါသည်။စကိုင်းတိုင်းရေဦးမြို့ပေါ်တွင်စံကယ်ဖြင့်ကင်းလှည့်ရာထွက်လာသောစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဖက်မှထိခိုက်တေဆုံးမှုရှိနိုင်ကြောင်းဗီဒူကကွေရဲ့အဖွဲ့ရေဦးမြို့နယ်မှတာဝန်ရှိသူတို့ကပြောပါသည်။နိုဝင်ဘာလ13ရက်နေ့ည8:50မိနစ်ခန့်အချိန်ရေဦးမြို့မြောက်ပိုင်းသို့စံကယ်15စင်းဖြင့်ကင်းလှည့်ရာထွက်လာသောအကြမ်းဖက်စစ်သားများကို ရူးမြို့အဝင်ဆိုင်းဘော်အနီးရူးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကမိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဖက်မှထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးသေးစင်းမသိရသေးဘူး။မိုင်းကွင်းနဲ့ရောက်လာလို့မိုင်းဆွဲတိုက်နိုင်ခဲ့ပါတယ်။စစ်ခွေးဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိနိုင်တယ်။မိုင်းသုံးလုံးနဲ့မိုင်းဆွဲတိုက်ခဲ့တာပါဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြုံနယ်မှာတာဝန်ရှိသူကရှင်းပြပါဗျ။အလားတူမန္တလေးတိုင်းမြင်ကြံမြုံနယ်ရှိစုံရွာပြူစောတိကျေးရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဖက်မှအထိကိုက်တေဆုံးမှုရှိနိုင်ကြောင်း Zioni Sniper Packing Gorilla Force မှအဖွဲ့ကောင်းဆောင်ကပြောပါဗျ။နော်ဘာလာ၁၀ရက်နေ့မွန်းလွဲ9:15မိနစ်ခန့်အချိန်ရင်ကြံမြုံနယ်စုံရွာပြူစောတိကျေးရွာကိုဇင်ယော်နီလက်နက်ကြီးတပ်ဖွဲ့က60မမများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဖက်မှထိခိုက်သေးဆုံးမှုအရေတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတည်ရပါတယ်။တော်လှန်ရေးတပ်ကပြစ်ခတ်လိုက်သောလက်နက်ကြီးများကပြူစော်ဒီကျေးရွာ၏ကာကင်စခန်းသို့ကျောက်ရောက်ပတ်ဝဲခဲ့သောကြောင့်ပြူစော်ဒီများထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှလည်းဒရုန်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကင်စခန်းနံနေရာကျောက်ရောက်ပတ်ဝဲတာထိခိုက်မှုရှိတယ်။အသေးရှိမရှိတော့မသိရသေးဘူး။အင်အားတရာဝန်းကျင်ရှိတယ်။ပြူစော်ဒီလက်နက်ကန်အင်အား80လောက်ရှိတယ်။ လက်နက်ပေးမထားတဲ့ပြူစောတီတွေလည်းရှိတယ်။လက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ထားခဲ့တာပါ။ပြူစောတီဘက်ကတော့ထိခိုက်သေးဆုံးမှုရှိနေတယ်ဟုဇီယွန်ဒီစနိုက်ပါဖကင်ဂိုရီလာဖို့စ်မှအဖွဲ့ကောင်းဆောင်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဇီယွန်ဒီစနိုက်ပါပကင်ဂိုရီလာဖို့စ်လက်နက်ကြီးတပ်ဖွဲ့ကရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးတွန်လိုင်းရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တရင်တိုင်းတိုင်းအတွင်းရှိတိုင်းပြည်မှာလည်းစံမျိုးဖြစ်တော့မော်တော်မျိုးကိုတရားဝင်သိမ်းပိုင်ရရှိကြောင်းကြေညာကစစ်တုံးပန်း40ကျော်ဖမ်းဆီးရရှိပြီး တရားနစေမလက်နက်ကြီးအမြောက်နလက်ပါဝင်လက်နက်ခဲရများအများအပြားတင်းစီရရှိကြောင်းတည်ရပါတယ်။တရင်တိုင်းတိုင်းအတွင်ရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သောမောတောင်မြို့ကိုတရားဝင်သိမ်းပိုက်ရရှိကြောင်းကြေညာလိုက်ပြီးစစ်တုံးပါ40ကျော်ဖမ်းဆီးရရှိကာတရားနစေမလက်နက်ကြီးအမြောက်နလက်အပါဝင်လက်နက်ခဲရများအပြားတင်းစီရရှိကြောင်း Force for Federal Democracy FFD ကတရင်ထုတ်ပြန်လိုက်ပါတယ်။မောတောင်မြို့တင်းတိုက်ပွဲမှာတိုက်ပွဲကာလ၃ရက်ခန့်သာကြာမြင့်ခဲ့ပြီး KNU KNLA ဦးဆောင်မှုနဲ့အတူ မောရောင်မြို့သိမ်းတပ်ပွဲကို KNL တပ်မဟာ၄မှတရင်၂၀၀သို့တရင်၁ KNDU တရင်ခွန်တရင်စနစ် BPL FFD တို့ကပူးပေါင်းပါဝင်တက်ခဲ့တဲ့အကြောင်းသိရပါတယ်စစ်တုံးပေါင်း၄၀ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး၁၂၀မမအမြောက်နဲ့လည်း၁၂၀မမလက်နက်ကြီးကြီး၁၈၈နောက်0.5စစ်တနတ်တလက်၆၀မမ၃လက် RPG နှစ်လက်ငကြင်းမီတလက်လက်နက်ငယ်၃၆လက်နဲ့အခြားလက်နက်ခဲရများစွာသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ် မော်တော်မြို့မှာစစ်ကောင်စီကုံတွေစီးစင်းမှု၌အရေးပါသောသတင်းတိုင်းတိုင်းရှိထိုင်းမြို့မှာလည်းစံပြုတ်တမျိုးဖြစ်ပြီးစစ်တပ်ဘက်မှအနည်းဆုံးအင်အား90ကျော်မှထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ကြောင်းလက်ရှိတွင်ထိုင်းအနာပိုင်များကထွက်ပြေးလာသောမြန်မာစစ်သားများထံမှလက်နက်များသိမ်းယူပြီးခေလွန်ခွင့်ပေးထားကြောင်းနက်ဆက်သတင်းရင်းမြစ်များထံမှသိရှိရပါသည်နေပြည်တော်ဥက္ကဋ္ဌ3မြို့နယ်ရှိစစ်တပ်ဤစခန်းကို PLA ကငွေရောက်စီးနှင်ပြီးနေပြည်တော်ဝန်ထမ်းတိ PLA ကရောက်ရှိနေရယူထားပြီဖြစ်ကြောင်းသိရပါသည် ်အတံပဲစစ်တပ်အခြေစိုက်နေပြီးတော့အောက်တရသတိမြို့နယ်ရှိစစ်တပ်ရဲ့စခန်းကို PLA ကဝင်ရောက်စီးနေပြီးနေပြီးတော့ဝင်းကျင်တိ PLA ကရောက်ရှိနေရယူထားပြီးဖြစ်ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေတွေးမှုကပြောပါတယ်။နိုဘာလ12ရက်နေ့ညနေပိုင်းနေပြီးတော့အောက်တရသတိမြို့နယ်နဲ့တကုံမြို့နယ်အကြားရှိရန်ရမီအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်စီးနှင်းခဲ့ကြောင်းအဆိုပါစခန်းမှစစ်သားများက PLA ကဝင်ရောက်စီးနှင်းချိန်စခန်းစွန့်ကွာထွက်ပြေးသွားကြောင်းထို့ကြောင့် PLA ကစကားဤကင်းကြည့်မျောစင်ညာဘန်ကာများကိုဖျက်ကျော်ကစကားမျိုးဝင်ရောက်ခဲ့ကြောင်းရင်းနောက်စကားတစ်ခုလုံးကိုရှင်းလင်းရဆောင်ခဲ့ကြောင်းအဆိုပါစကားမှာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တဆွဲထားသောစကားပြကြောင်းသိရှိရပါတယ်စစ်တပ်ကရမဲသိမ်းမြို့နယ်မှာစစ်ကြောင်းတစ်ကြောင်းနေပြည်တော်နယ်အမြန်လမ်းမှာစစ်ကြောင်းတစ်ကြောင်းအခြေပြုစကားတစ်ခုမှာစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းဖြင့်နေပြည်တော်စုမိုးရေးစစ်ကြောင်းထိုးနေစဉ်စစ်တပ်၏အခြေပြုစကားတစ်ခုကို PLA မှဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်နိုဘာလ၁၃ရက်နေ့တွင်လည်း အဆိုပါစကားတစ်ခုလုံးကိုထပ်မံရှင်းလင်းလုပ်ဆောင်ခဲ့ကကြည်ရချို့ငွေသားအချို့နဲ့စစ်သုံးဆောင်ပစ္စည်းတချို့တင်းစီရမိခဲ့ကြောင်းသိရပါတယ်။ကျမတို့ PLA ရဲဘော်တွေကြီးပဲဝင်ရောက်စီးနေတာအခြားပဲတတ်မှမပါပါဘူး။ပြည်သူ့လူမျိုးတက်မလို့ PLA ရဲ့ထူထင်တွေးမှုကပြောပါတယ်။လက်ရှိတွင် စစ်တပ်စစ်ကြောင်းတစ်ခုသည်ရလန်ဒီအခြေပြုလုံခြုံရေးစခန်းနေ၌နီကယောနှွေရတွင်စစ်ကြောင်းထိုင်လက်ရှိကြောင်းသိရှိရပါတယ်။ PLA တပ်များအနေဖြင့်ပြောက်ကြားစနစ်ဖြင့်နေရာပေါင်းစုံတို့ရောက်ရှိနေပြီးအချို့နေရာတွင်မဟာမိတ်တပ်များနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း PLA ကနေပြီးတော့ဝင်းကျင်အထိရောက်ရှိနေရဦးထားနိုင်ပြီဖြစ်ကြောင်း၎င်းကရှင်းပြပါဗျ။ PLA ကပျောက်ကြားဆစ်ဆင်နေတာဆိုတော့တချို့ဒေသတွေကိုဝင်းရောက်နေရယူနေနိုင်ပြီ။တချို့နေရာတွေကြတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတယ်။အဲ့ဒီနေရာကတော့ကိုထောက်ကလေးကဘူကြီးတွေဖမ်းမိတာတွေရှိသေးတယ်လေ။အဲ့ဒီနားကလှုပ်ရှားနေပြီပေါ့နော်။ကျမတို့ရဲဘော်တွေကတော့သူတို့ရဲ့ရဲစွမ်းသတ္တိကိုတော့ကျမတို့ချီးကျူးပါလေ။ကျမတို့မှာရှိတဲ့အင်အားနဲ့အများအားတိုက်ချင်ခိုက်ချင်စိတ်ရှိတယ်။ပြည်သူဘက်ကကာကွယ်ပေးချင်စိတ်ရှိတယ်။ ဒီလောက်အင်အားကြီးမားတဲ့ရန်သူတွေကိုတတိရှိရှိနဲ့ဖြတ်ထွန်းညာရှိရှိနဲ့တိုက်ပွဲတွေပေါ်ဆောင်နေတဲ့အပေါ်သူတို့ကိုလေးစားတယ်ဂုံနဲ့ဂုံယူတယ်ဝမ်းလဲဝမ်းမြောက်မိပါတယ်ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေတွင်းမှုရဲဘော်နေနီကျော်ကပြောပါတယ်လာရှိုးမျိုးပြင်ရှိ MNDA တပ်များကိုစစ်တပ်ကဆုတ်ခွာခိုင်းပြီးဆိုသောသတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စည်းရဲတင်းမာကလာရှိုးမျိုးဝင်ပေါက်များနဲ့လမ်းများပိတ်ပင်ထားကြောင်းသိရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးပြင်ရှိ MNDA တပ်များကိုစစ်တပ်ကဆုတ်ခွာခိုင်းမှုကြောင့်ကိုကောက်နဲ့စစ်တပ်ကြား နှစ်ဖက်စီရင်တင်းပါပြီလမ်းလျှော်မြဝင်ပေါက်များနဲ့လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသပြည်သူများနဲ့စေတရင်ရင်းမြစ်သားထားမှသိရှိရပါတယ်။နိုမာလာစာပိုင်း MNDA တပ်များနဲ့စစ်တပ်တို့အကြားပုံမှန်တွေ့ဆုံမှုများလုပ်ဆောင်ခဲ့စဉ်စစ်တပ်က MNDA တပ်များကိုလမ်းလျှော်မြပြင်ကျေးရွာများတွင်တပ်ဆွဲထားမှုမှစုခွာပေးရန်အမိန့်ပေးလာရာနှစ်ဖက်စီရင်တင်းမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းဒေသစီရင်ရင်းမြစ်တို့ကပြောဆိုပါတယ်။ အဆိုပါပြောဆိုချက်နဲ့ပတ်သက်၍ MND ဘက်ကိုဆက်သွယ်မြင်းများအတူပြုရန်စူးစမ်းတော်လဲဒဇုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်းသိရပါတယ်လက်ရှိတွင်လာရှုမြို့ကိုဝင်ရောက်နိုင်သည့်ဒီဘောတလားနတ်လန်ဟိုဟာတို့ကို MNDA နဲ့စစ်တပ်နှစ်ဖက်လုံးကပိတ်ပင်ထားကြောင်း လက်ရှိနှစ်ပတ်စီတင်းမာမှုရှိတော့လေတနပ်ပေါက်ဒီအထိမဖြစ်နိုင်သေးပဲတရုတ်နိုင်ငံကဂျာဝင်မှုဖြင့်ဖြည့်ရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်းအဓိကအားဖြင့်စစ်တပ်ကအင်အားပြန်လည်စုစည်းမိလာခြင်းတွင် MNDA ပေါ်အပေါ်စီးကပြန်လည်ဆက်ဆံရန်ကြိုးစားလာခြင်းဖြစ်သည်ဟုယူဆနိုင်ကြောင်းဒေသစီတရင်ရင်းနှီးကတုံ့တက်ပါれဒီပေါ်တရားကနေတော့ဘယ်သူမှပေးမဖြတ်တော့ဘူးအခုစီတင်းမာလာကဘာအကြောင်းလဲတော့မသိကြဘူးကြားထဲမှာတရုတ်ကဂျာဝန်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တနပ်ပေါက်တဲ့အထိဖြစ်ကြမယ်လို့မထင်ပါဘူး တစ်ဖက်တင်းပါပြီတရုတ်ကဝင်နှိမ့်လိုက်ရင်ပြီးသွားမှာပဲလန်ဒရာရိပိတ်တာလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဟုဒေသစီးရင်ရင်းမြစ်ကပြောဆိုပါတယ်တို့ရအောင်စစ်တပ်ကတရုတ်၏ကြောင်းဝင်မှုကိုဂရုမစိုက်ပဲရှမ်းပြည်နယ်မြောက်ပိုင်းကိုဒိန်းဒီပါဝင်မြို့များကိုပြန်လည်ရယူလိုနေပြီး၎င်းတို့ဆုံးရှုံးထားရသောနေပြည်တော်ကိုတောင်းယူခြင်းများတိုးမြင့်လာနိုင်ကြောင်းတောင်းဝေးမရပါကတိုက်ယူသည့်ဖြစ်ဖြစ်လာပါကနှစ်ဖက်အစ်ရဲ့ကြိုးပေါက်ပြီးတိုင်ပွဲများပြန်လည်ဖြစ်ပေါ်နိုင်ကြောင်းအဆိုပါစေးသတင်းရင်းမြစ်ကပြောပါရယ် ရန်ပြည်နယ်မြောက်ပိုင်းကိုကအထူးလေသာပြည်တွင်လက်ရှိရရှိထားသော စစ်ရဲစဲရေးသဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးရင်ချိုင်းရေးမဟုတ်ကြောင်းစစ်မှန်သောရင်ချိုင်းရေးရရှိရေးဝေးလာနေစေဖြစ်ကြောင်းကိုကအထူးလေသာအုပ်ချုပ်ကော်မတီဥက္ကဋ္ဌ MNDAA စီဦးစီမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီးမစ္စတာပင်ဒီရန်ကအော်တိုဘာလ25ရက်နေ့ MNDAA 2025ခုနှစ်အပတ်စဉ်တကေတာများအလှည့်ကျတင်နာဆင်ပွဲတွင်သတိပေးပြောဆိုခဲ့ပါသည်။မုံရမားလေးလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေပြီးစစ်တပ်လက်နက်ကြီးကြောင့်ပြည်သူထိခိုက်မှုရှိကြောင်းသိရပါသည်။ စကိုင်းတိုင်းမုံရွာမာလီလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ပြည်သူများထိခိုက်မှုရှိနေကြောင်းဒေသခံတွေက ပြောပါတယ်။နိုဘာလာစလေးရဲ့မနေ့ပိုင်းကမုံရွာမာလီမုံရွာမြို့နယ်ဘက်ကခင်မုံရွာဘက်ဆောင်ခြံကြီးမှာပြန်လာပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့်ခီးသွားခြင်းတွေရပ်တန့်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။မုံရွာမာလီလမ်းမှာကျင်းကြီးလမ်းကြောင်းရှိတာကြောင့်လမ်းကြောင်းကိုလုံခြုံရေးအရတင်းကျပ်ထားတယ်။ကာနာဖြတ်တဲ့လမ်းကြောင်းတစ်လျှောက်မကြာခဏပစ်ခတ်မှုတွေဖြစ်နေလို့ လမ်းကြောတွေပိတ်ဆို့တာရှိနေတယ်လို့ဒေသခံတဦးကပြောပါတယ်။ဒါအပြင်နေ့လယ်တနိုင်ခန့်ကလည်းမုံရွာမလေးလမ်းပိုင်းမှာရှိတဲ့မုံရွေးရွာတိုးကိတ်ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်သားဖြတ်ခဲ့တာကြောင့်မုံရွေးရွာနဲ့လက်နက်ကြီးတပ်ကပြည်သူနှစ်ဦးထိမှန်တိုင်ရရှိထားပြီးနေအချို့မိလောင်ခဲ့ကြောင်းဒေသခံများကပြောပါတယ်။မုံရွာမလေးလမ်းပိုင်းကနေရီကရွာနီးမှာမနေ့ကညနေပိုင်းကလေးကလည်းတိုက်ပွဲဖြစ်ပွားခဲ့ကအချိန်ကြာမြင့်စွာလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။မုံရွာမလေးလမ်းမှာတိုက်ပွဲတွေခက်ဆစ်ဆစ်ဖြစ်ပွားလာပြီ စစ်ကောင်စီတပ်ကပြည်သူတွေကိုလူသားတိုင်းလှုပ်တာတွေမိုင်းရှာခိုင်းတာတွေပြုလို့လေရှိလို့ပြည်သူတွေသတိပြုသွားလာဖို့တော်လိုက်အဖွဲ့တွေကသတိပေးထားပါတယ်။အသက်16နှစ်အရွယ်ကလေးမေကိုအချမ်းပတ်စစ်သားတုံအုပ်စုဖွဲ့အထမပြုကျင့်ကဓားဖြင့်6ချက်ထိုးတက်ခဲ့ကြောင်းသိရပါတယ်။ကရင်ပြည်နယ်တာနောင်ကြီးမြို့နယ်မှာစစ်ကြောင်းဝင်အချမ်းပတ်စစ်ကောင်ရှင်တပ်သားတွေကအသက်16နှစ်အရွယ်အမျိုးသမီးငယ်တယောက်ကိုအုပ်စုဖွဲ့အထမပြုကျင့်ပြီးဓားနဲ့6ချက်မသိမချင်းထိုးတက်ထားခဲ့တယ်လို့တော်ထီကိုတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့နော်မာလာ၄ရက်ညနေပိုင်းကတောင်ဦးမြို့ကနေတန်တော်ကြီးမြို့ကိုထွက်ခွာလာတဲ့ဘင်းအောင်တပ်မြို့တင်တန်းကျောင်းလုံကြုံရင်းနဲ့ပူအောင်တပ်တင်းတလီတရင်ရဲ့အချမ်းပဲစစ်သားတွေဟာစနေကုန်းကြေးရွာတွင်ဝင်ရောက်ညှပ်အိတ်တဆွဲခဲ့ပါတယ်။အဲလိုတဆွဲထားခြင်းစစ်ကြောင်းတွေကအချမ်းပဲစစ်သား၃ယောက်ဟာကြေးရွာနေအသက်၁၈နှစ်အရွယ်နော်ထီထာဘောခေါ်နော်ငဲငယ်ရဲ့နေအိမ်ကိုဝင်ရောက်ပြီးအုပ်စုဖွဲ့အဓမ္မပြုခြင်းကလယ်ဘင်းနဲ့ရင်ုံနေရာတွေကိုမတိမချင်းဓာတ်နဲ့၆ချက်ထိုးတတ်ခဲ့ကြောင်းသိရပါတယ်။တေဆုံးသူနော်ထီထာဘောခေါ် နောင်ငယ်ငယ်မှာတစ်နှစ်နဲ့နှစ်လအရွယ်ကလေးငယ်ကြာရှိခဲ့ပြီးစစ်ကြောင်းဝင်ရောက်လာချိန်မတင်းချောင်းနိုင်တာကိုစေုပ်စုကဖွင့်ကောင်းယူခဲ့တာလို့တီးရပါတယ်စစ်ကြောင်းကအမြဲတမ်းပဲဝင်နေကြကလေးငယ်နဲ့ဆိုတော့ဘာမှအန္တရာယ်မပြုဘူးထင်ပါပေါ့နော်အဲ့ဒါနဲ့အိမ်ထဲသူနဲ့ကလေးနှစ်ယောက်တည်းရှိနေချိန်လုတော့တာပါလို့တော်ထီကိုတက်ဖက်တာဝန်ရှိသူကပြောပါတယ်အချမ်းပဲစေုပ်စုအနေနဲ့စနေကုန်းရွာတွင်နှစ်ရက်ကြာတဆွဲရင်ကျေးရွာတွင်ကရသားနေတွင်ကိုဖောက်ထွင်းဝင်ရောက်တာ တမူကြီးပစ္စည်းတွေကိုခိုးယူတဲ့ဆောင်ကအိမ်ဝိဒရိစာတွေကိုတပ်ဖြတ်စားတော့တာပြင်ကျင်းရွာရှိခရိယံပြားเจ้าရာဝန်ကိုယ်တွေကိုပါလူယူသုံးဆဲတာမျိုးတွေရှိကြောင်းသိရှိရပါတယ်။